တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကငယ်တော့စစ်တပ်တမကြီးပင်ခဲ့တဲ့သူ။ကျွန်တော်အဲ့လောက်ထိဟိုခုနကကိုကြီးသူထပြောသူပဲကလေးဘွားတော်ကဟိုကျွန်တော်တို့ကအင်မတန်ပုံသင်းခံခဲ့ရတဲ့သူတွေထဲမှာပါတာပေါ့နော်။ဒါပေမဲ့ကျွန်တော်ရဲ့အသိဉာဏ်အတွေးကောပြောင်းလဲတာ2009မှာအတိအကျပြောင်းလဲသွားတယ်။ဒါပေမဲ့ကျွန်တော်ကကျွန်တော်တရုတ်ဆောင်စားလုပ်ကြတယ်ကျွန်တော်မှာရက်လိချက်ကအင်မတန်ပြတ်သားတယ်။ဟိုအဲ့အဲ့တရုတ်ဆောင်စားမလုပ်ခင်မှာကလေးကကျွန်တော်ကျွန်တော်မှာနိုင်ငံရေးအသိတရားရှိတယ်။ကျွန်တော်2009မှာကကျွန်တော်က10တန်းပေါ့နော်။ဆိုတော့2009ရေးခင်းမှာတော့ကျွန်တော်10တန်းအရွယ်ဖြစ်တဲ့အတွက် ကျွန်တော်ကလည်းမြန်မာကိုတွေ့တွေ့ခဲ့အချိန်မှာကျွန်တော်က2000မှာကလေးကဒီဒီလိုခံစားချက်တွေနဲ့အပြောင်းလဲသွားခဲ့တာပေါ့နော်ကျွန်တော်ရဲ့နိုင်ငံရေးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တော်လန်ရေးပါဝင်ဖို့အာနာရှင်ကိုတော်လန်လိုစိတ်ဖြစ်လာခဲ့ရတဲ့အကြောင်းရင်းနဲ့အဖြူရောင်အမှုပညာရှင်တွေလို့စိတ်သက်ကွာချရတဲ့အကြောင်းရင်းကိုတောင်းပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာ online နီးပါတည့်ရနေပဲဖြစ်ဖြစ်အခုလည်းအတိအញံဒီအတိအမြင်ပေါ့နော်မပွင့်လင်းကြလို့ပဲဖြစ်ဖြစ် စစ်တပ်ရဲ့အတုံးချခံနေတဲ့ဝါဒဖြန့်စစ်ကားတွေမှာပါဝင်ပြီးတော့တရုတ်ဆောင်မှုကြတယ်အခုထိလည်းချုပ်ဆိုလို့ရှိရင်အဲကျမတို့ကတော့အဖြစ်အပျက်အမှုပညာရှင်လေးပါပေါ့နော်ဒါမျိုးနမိခံပြီးတော့အတုံးတော်ခံတဲ့သူတွေလည်းရှိတယ်အဲကိုတောင်းကြတော့အရင်ကဆိုရင်လည်းဒီမှတ်မိတဲ့လောက်ဆိုရင်အဲ့လိုဝါဒဖြန့်ကားတွေမှာပါဝင်တရုတ်ဆောင်တာမတွေ့ဘူးပေါ့နော်ဘာကြောင့်လဲအဲအဲ့ဒီအကြောင်းလေးပြောပြပါဦးဟုတ်ကဲ့ဟိုကျွန်တော်တော့ငါကန်းလန်းကြပါတယ်ဒါပေမဲ့ကျွန်တော်ကကျွန်တော်တရုတ်ဆောင်အောင်စလုပ်ကြတယ်ကျွန်တော်မှရက်လိချက်ကအင်မတန်ပြတ်သားတယ်ဟိုအဲ့အဲ့တရုတ်ဆောင်အောင်စမလုပ်ခင်မှာကတည်းကကျွန်တော် ကျွန်တော်ကနိုင်ငံရေးအသီးတရားရှိတယ်ကျွန်တော်2009မှာကကျွန်တော်က10တန်းပေါ့နော်ဆိုတော့2009ကိုရေးခဲမှာတော့ကျွန်တော်10တန်းအရွယ်ဖြစ်တဲ့အတွက်ကျွန်တော်ကလည်းမျက်မြင်ကိုတွေ့တွေ့ခဲ့အချိန်မှာကျွန်တော်က2009မှာကလေးကဒီဒီလိုခံစားချက်တွေနဲ့အားကြောင်းလဲသွားခဲ့တာပေါ့နော်ကျွန်တော်ကနိုင်ငံရေးအသီးတရားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကငယ်တော့စစ်တပ်တမကြီးဝင်ခဲ့တဲ့သူကျွန်တော်အဲ့လောက်ထိဟိုခုနကကိုကြီးသူထပြောသူပဲကလေးဘွားတော့ကဟိုကျွန်တော်တို့ကအင်မတန်ပုံသင်းခံခဲ့ရတဲ့သူတွေထဲမှာပါတာပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့အသိဉာဏ်အတွေးကောပြောင်းလဲက2009မှာ အတိအကျပြောင်းလဲသွားတယ်ကျွန်တော်စာအုပ်တွေဖတ်ခဲ့ပေမဲ့လည်းကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်တွေဆိုတာကျွန်တော်တို့ဖတ်ခဲ့တဲ့စာအုပ်တွေဆိုတာတို့ကိုယ်တိုင်ပြိပိတ်ပြီးပြီးမှဖတ်ခဲ့ရတဲ့စာအုပ်တွေပဲကျွန်တော်တို့တွေနဲ့ကြည်ကျွန်တော်တို့ကြည်ပင်းခဲ့ရတာပေါ့နော်ကျွန်တော်တို့မှာဒီ68လောင်းကပြည်သူတွေဘာတွေဘယ်လိုဖြစ်သွားလဲဆိုတာကျွန်တော်တို့ကတီးခွင့်ရတဲ့တီးခွင့်ပြီးကြည်တီးခွင့်ရပြီးကြည်ပင်းခဲ့တဲ့လူငယ်တွေမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကဟိုဟိုမေစုဘယ်လိုမျိုးနဲ့ဘယ်လိုမျိုးဖြတ်တန်းပြီးဘယ်လိုမျိုးတီချာတွေနဲ့နေထိုင်လဲဆိုတာတော့ကျွန်တော်တို့ကတီးခွင့်ရပြီးကြည်ပင်းခဲ့တဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့ကဝါရိုင်းနဲ့ပဲကြည်ပင်းခဲ့ရတဲ့သူတွေဆိုတော့ခုနကကိုညီသူတို့ကပြောသလို ခံစားချက်ကိုပြောတဲ့အကြောင်းကိုကျွန်တော်တို့ကောင်း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 ကြီးအဲဖန်ဆုံးမိတယ်ကောင်းကောင်းကြီးသိတယ်အဲအားကြောင့်လည်းကျွန်တော်တို့အခုတည်းကဒီအာနာရှင်လက်အောက်မှာကြီးပေးမဲ့ကလေးငယ်တွေအတွက်ကြီးရွယ်ပြီးတော့ကျွန်တော်တို့ကစူးစမ်းနေကြတာကျွန်တော်တို့လုံမြောက်ဖို့ကျွန်တော်တို့ပြန်ပြီးတော့ကောင်းစားဖို့အတွက်ကြီးရွယ်တာမျိုးမဟုတ်ဘူးဘာလို့လဲကျွန်တော်တို့ကျွန်တော်တို့အခုလိုတော်လန်နေတယ်ဆိုတော့ကျွန်တော်တို့ခေကောင်းကိုပြန်ပြီးဖို့စူးစမ်းနေမှာပေါ့ကျွန်တော်တို့အမိကျမတော့အမိပါကျွန်တော်တို့တွေကပြန်လည်တိဆောက်တဲ့အခြေအနေတွေကျွန်တော်တို့တွေကတိဆောက်ပြီးရင်ပြန်ပြီးတော့ကုစားမဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ကကြီးပင်းသွားကြရမှာပေါ့နော်ကျွန်တော်တို့ရဲ့တက်တွေကဆိုတော့အခုလည်းကျွန်တော်တို့တွေကဟို ကျွန်တော်တို့အဟိုတိဆောက်ထားသမှအရာလုံးပျက်စီးခံပြီးတော့ကျွန်တော်တို့ချက်တန်းလာတာ၅နှစ်ကျော်၆နှစ်လောက်ရှိပြီအာနာရှင်အာနာရှင်ကိုဒေါ်လာနေနေတယ်ပေါ့နော်အဲ့ဒီအားလုံးကကျွန်တော်တို့မျိုးကျွန်တော်အခုဒီနိုင်ငံတကာမှာ fundraising ပွဲတွေအခုသွားပြီးဆိုတိုင်းလည်းကျွန်တော်ပြောရတဲ့စကားတစ်ခုပဲကျွန်တော်အခုလုပ်နေတဲ့အလုပ်တွေကကျွန်တော်တို့ကျွန်တော်တို့လိုမျိုးကလေးငယ်လူငယ်တွေကိုမကြီးသေးစေချင်လို့လုပ်နေတာကျွန်တော်တို့ရဲ့ဒီလိုဝါရိုက်နဲ့ကြီးပင်းခဲ့ရတာဘယ်လောက်ထိဟိုစိုးတမ်းပြီးတော့ဘယ်လောက်ထိကျွန်တော်တို့ live မှာဒုက္ခဖြစ်ခဲ့ရလဲဆိုတာကျွန်တော်တို့သိဆုံး ဆိုတော့နောက်ဆုံးအကြောင်းမှာတော့ဆရာမကတပည့်တယောက်ပေါ်မှာမတရားတာတခုလုပ်နေတော့ဂျန်တဲ့ចောင်းသားတွေကဝင်မပြောရဲတဲ့ဝင်ဝင်ဝင်ပြောရမှန်းမသိတဲ့ဒီဒီမတရားမှုကိုဝင်ပြောရမှန်းမသိတဲ့အရာမျိုးတွေတင်ကြခဲ့ရတယ်ကြီးပင်ခဲ့ရတယ်เนาะဆိုတော့ဟိုဆရာမလုပ်တိုင်းမှန်တယ်ဆိုတဲ့အတွေးခေါ်မျိုးနဲ့ကျွန်တော်ကကြီးပင်ခဲ့ရတာပေါ့เนาะဆိုတော့ဟိုအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့လိုမျိုးကြီးပင်မှုတွေမဖြစ်ဖို့ကိုကျွန်တော်တွေအခုလိုမျိုးတွေတော်လန်နေကြတယ်အခုလိုမျိုးတွေမတရားမှုတွေကိုအချိန်လုံး all hit ကြောဆိုပြီးတော့နေနေကြတာဖြစ်တယ်ကျွန်တော်တို့ကတွေးသမျှလို live blink တက်တဲ့ လူတိုင်းကလည်းမဟုတ်ဘူးအဲ့လောက်လည်းအတိညာတွေ့တိန်နဲ့ဒေးတိန်နဲ့သေးတိန်နဲ့လူတွေလည်းမဟုတ်ဘူးဆိုတော့အဲ့ဒါကိုအဟိုကျွန်တော်တို့လိုအသက်အရွယ်အတန်းနေပြည်သူတွေကသိပြီးတော့အခုလိုမျိုးတွေဆက်လက်ပြီးဒေါ်လာနေကြတာလည်းဟိုကျွန်တော်တို့လည်းအားရစရာကောင်းပါတယ်ဆိုတော့အခုလိုအခုလိုအချိန်နေကာလာကြီးမှာဒီလိုမျိုးအပြောင်ပြောင်တင်းတင်းသူတို့ဘက်ကအဒီလိုရှုံလုံးပေါ်လာတာကျွန်တော်ကျွန်တော်တက်တော့ကျွန်တော်တို့အတွက်အခွင့်အရေးကောင်းတစ်ခုကျွန်တော်တို့အတွက်အအချိန်ကောင်းတစ်ခုလို့ကျွန်တော်မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေကကျွန်တော်တို့အခုလို့ ဘာနဲ့ကြာလာတဲ့အချိန်မှာပြည်သူတွေကဝေဝါးမှုတွေအများကြီးရှိလာတယ်ပြီးတော့ကျွန်တော်တို့ဘက်ကဒီဒေါ်လာရေးဘက်မှာလည်းဟိုဝေဝါးနေတဲ့အရာတွေဘယ်သွားလို့သွားမှမသိဘူးဘယ်ဥတီလို့ဥတီမှမသိဘူးနဲ့ဝေဝါးနေတဲ့အဲအရာတွေအများကြီးပဲဖြစ်လာတာပေါ့နော်ဆိုတော့အဲ့လိုမျိုးအရာတွေကိုပြောင်ပြောင်တင်းတင်းနဲ့ရှင်းရှင်းလင်းလင်းဖြစ်သွားတဲ့အချိန်တွေတခုဟိုဖြစ်ရတယ်လို့ပဲကျွန်တော်မြင်တယ်ကျွန်တော်တို့ဒီဒီလူကြွေးကောက်ပွဲကိုလည်းရွေးကောက်ပွဲကာလမှာလည်းဒီလိုရွေးကောက်ပွဲကာလကြီးကိုငါတို့ဘယ်လိုမျိုးပြည်သူတွေကိုတရားမတရားဘူးတရားကမှန်ကန်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတော့ ပြည်သူတွေဘယ်လိုပြောမှမသိဘဲနဲ့ဒီကြားထဲမှာအစင်စားပြီးတူဝင်နေရတဲ့အခက်အခဲတွေနဲ့ကျွန်တော်လက်ဖြတ်တန်းခဲ့ရတယ်။ဆိုတော့ငါတို့ပြောရင်ရောပြည်သူတွေကတကယ်မြင်နေမှာလား။ကျွန်တော်တို့တော့မှာဒီဝါဒထဲမှာစီမျောနေရတဲ့တွေးခေါ်ရတဲ့ဒီကြားထဲမှာဖြတ်တန်းခဲ့ရတာဒါယူသားဆုံးဝင်ကန်တာပေါ့နော်။ဆိုတော့ဒီတော့ဒါနိုင်ငံရေးအခြေအနေမှာကျွန်တော်ကြိုးကြိုးဝိုင်းပေါ်မှာရှိတဲ့လက်ဝဲသမားတွေရောက်လို့ပဲပေါ့။ဒါဒါတယောက်တော့လက်ပန်းကြလာတဲ့အချိန်ဆိုတော့ငါရှုံးတော့မှာလားဆိုရဲတွေးမျိုးနှစ်ဖက်လုံးမှာရှိတယ်။ဆိုတော့အဲ့လိုအချိန်မှာအခုလိုမျိုးတစ်ဖက်ကပြုမှုဆောင်ရိုက်လိုက်တာကကျွန်တော်တို့ကဒါမတရားမှုနဲ့တရားမှုကို ထပ်ပြီးထင်တာမြင်တာရှိအောင်ထပ်လုပ်လို့ရတာရပါတော့ဆိုတော့ဟိုတစ်ဖက်ကတော့အချိန်ချင်းမတရားမှုကိုကျူးလွန်နေတယ်တစ်ဖက်ကအချိန်ချင်းအမှုတွေအဲလူသတ်မှုတွေအချိန်ချင်းကျူးလွန်နေတယ်ဆိုတော့ပြည်သူတွေကမြင်ပြီးသားဒါပေမဲ့ဒီနိုင်ငံရေးကြောင့်မဟုတ်ဘဲနဲ့ကျွန်တော်တို့တွေကလက်နက်ကင်လို့ပဲဒီလိုမျိုးတွေဖြစ်နေရတာပါဆိုတဲ့ပုံစံမျိုးချိန်မမတော့ဖန်တီးလာတော့အဲ့လိုမျိုးယုံဒီယုံကြည်နေတဲ့ကလေးငယ်တွေလူငယ်တွေကကိုကြီးသူတို့ပြောလို့အဲ့လိုလူငယ်တွေအများကြီးပဲပြည်တွင်းထဲမှာရှိတယ်ကျွန်တော်လူငယ်တွေလို့သမျှ mainstream တွေ stream တွေ stream တွေ game တွေအများကြီးကျွန်တော်ဝင်ပြီးကြည့်ပြီးလေ့လာပြတယ် သူတို့ mindset တွေအားလုံးထဲမှာလဲအဲ့လိုမျိုးဖြစ်နေမလားပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့အရေးကြီးဆုံးကဟိုအခုလိုချိန်မှာပြည်သူတွေအပြင်ခုနကအကူညီသူတွေပြောသလိုလူငယ်တွေကလည်းအရေးကြီးတယ်လူငယ်တွေရဲ့ပါဝင်မှုလူငယ်တွေရဲ့ဒီပေါ်မှာအလေးနက်ထားမှုကကျွန်တော်တို့ဟိုအာနာရှင်ကိုအဆုံးခန်းတိုင်အောင်ဖြည့်ဆည်းနိုင်မှုတွေအဓိကအရေးကြီးတဲ့ခွန်အားတစ်ခုပဲဆိုတော့လူငယ်တွေကတခြားမြင်ပြီးတော့ဟိုလူငယ်တွေကပဲဒီလိုဒီအာနာရှင်ကအခုတက်တည်လဲမရိုင်းစော်ကားပြီးတော့လူလူတက်ဖြတ်နေတယ်ဆိုတာ အာနာရှင်ကတက်တက်လုံနေတာပဲဆိုတော့တေချာမြင်စေခြင်းလေတေချာသိစေခြင်းလေဒါဝါရမိုင်းတစ်ခုကိုတေချာပလန်ကြကြလူတွေတက်ဖြတ်ပြီးတော့ဖန်တီးနေတယ်ဆိုတော့သိစေခြင်းလေဆိုတော့အဲ့ဒါအဲ့ဒါကိုခုလိုမျိုးအချိန်မှာတို့ဒီလိုရုပ်ရှင်လေးတစ်ခုနဲ့ဖန်တီးလိုက်တာကလူတွေကိုအများကြီးအများကြီးအိမ်မက်ကနေနှုတ်ထနိုင်စေတယ်လို့မြင်တယ်အဲ့တော့ကျွန်တော်ကဒီစကားဝိုင်းစာမှာကောင်းပါလေလို့ပြောတဲ့ရည်ရွယ်ချက်ကအဲ့ဒါပဲဘာဖြစ်လို့ဆိုတော့လူတွေလူတွေအိပ်ကျော်ပြီးတော့အိပ်ကျော်ပြီးတော့ဟိုပင်မန်းတော့ငိုက်ငိုက်နေကြတာပေါ့နော်ငိုက်နေတဲ့အချိန်မှာဒါ ိုထားလိုက်စီတဲ့အိမ်မက်ကနေနိုထားနိုင်စီတဲ့အကြောင်းအရာတစ်ခုပဲမတရားမှုတွေကိုနိုထားလိုက်နိုင်စီမဲ့အကြောင်းအရာတစ်ခုလို့မြင်တယ်ဆိုတော့ကျွန်တော်ပြည်သူတွေကိုယုံတယ်ကျွန်တော်ကလည်းပြည်သူတယောက်အနေနဲ့ပြန်ပြီးတော့ motivation ဖြစ်စီဖြစ်သွားတယ်ဆိုတော့အဲ့ဒါကျေးဇူးများကြီးတင်တယ်အခုလိုဇလန်နေမြတ်ရိုက်ပေးပါလို့ဟုတ်နုပညာသမားတွေဟုတ်ဒီ2021ဆရာနာတိုင်းခါစားတော့ငါဆိုလို့ရှင်လေအဲဘယ်အမှုပညာရှင် ပြည်သူဘက်မရက်ဘူးလေပေါ့နော်အကောင်တော့ဝိုင်းချနေပြီးတော့ social punishment point ကောက်လို့ပို့တော့အားလုံးစောင့်နေရပါတော့လူအုပ်ကြီးကစောင့်နေတာပေါ့ ဲ့ဒါပြောချင်လို့ကျွန်တော်အာနာစသိနေတဲ့ချိန်မှာဘာမှမပါဘူးကျွန်တော်တို့ကအာတော့ချောက်ဟိုဟိုအော်ဟစ်ပြောစုံနေပေမဲ့အဲ့ကြမှာပြူရဟာဟိုလူဘိုင်းကော်ပီဒီလူဟာဆဲကြတဲ့ချိန်မှာအဲ့ကြမှာဟာအဲ့ကြငါတို့ပါရတော့မယ်ဆိုပြီးပါကြတာအားလုံးကအဲ့တော့အိတ်တော်လေကျေးဇူးတင်ပါတယ်လို့မမမရပါဘူးအဲ့တော့ငါဆိုလို့ရှင်လေအဲဂျာမောအရန်သဘောကျတဲ့အဲ့ဒီ ဘယ်လိုပြောရမလဲအဲအမှုပညာရှင်ပေါ့နော်တယောက်ရှိတာပေါ့လေဆိုတော့အဲ့တော့ငါဆိုလို့ရှိရင်အဲ့လိုသူ့ရဲ့ fan meeting တွေပါတယ်ပါတော့တက်ပြီးတော့အရန်ကြိုက်တာပေါ့လေ one ကောက်ရမယ်အထဲမှာသူပါသွားတဲ့ခါကျအဲ့တော့မမှန်ရပါတော့တညာတစ်တီပေါ့နော်ငိုတာပေါ့နော်အဲ့လိုငိုမှုတာပေါ့လေအဲ့လိုအရန်အဲ့လိုအသေးကွဲတဲ့ခန်းစားချက်မျိုးဖြစ်တာပေါ့လေဆိုတော့အဲ့တော့ငါအဲ့လို one ကောက်တည်းက in နဲ့အားနဲ့ဟိုဖြစ်ကြတယ် ဒါပေမဲ့ဒီနောက်ပိုင်းကျတော့ဝိုင်းကော့လုပ်ဖို့အတွက်နှူးစော်တဲ့သူတွေကပဲအစွန်းရောက်နေအစွန်းရောက်နေတဲ့သူတွေပုံစံပြန်ဖြစ်တယ်။သူတို့ကပြည်တွင်းမှာအဲဆင်ဟာနာရှင်ရဲ့ဖိနှိပ်မှုတွေအောက်မှာသူတို့ကဘလို့အခက်ခဲတွေရှိနေလိမ့်ကြမလဲပေါ့နော်။ပြည်သူတွေကအဲ့လိုဟိုကြံဖန်ပြီးတော့အဲ့လိုစာနာပေးကြတာပေါ့နော်။ဒီလိုမျိုးမှမနေနိုင်လို့အိုးပြေအိမ်ပြေနဲ့ဘဝတွေထားခဲ့ပြီးတော့ထွက်လာတဲ့သူတွေအတွက်ကြတော့မဆန်နာဘူးတာပေါ့လေ။ဆိုတော့ဒါပေမဲ့အခုခုနကကိုတောင်ပြောသလိုပဲဒီလိုကားရိုက်ပြီးလို့ကျေးဇူးတင်နေပေါ့နော်။အခုဆိုလို့ရှိရင်တစ်ဖန်ပြန်ပြီးတော့ဘိုင်းကော့တရားတချို့ပြန်အရှိန်ပြန်တက်လာတယ်ပေါ့။ဆိုတော့ ီစာပေဂီတပါဝင်အခုလိုမျိုးရုပ်ရှင်လူပညာသည်တွေကိုလူမှုရေးပြတန်းခတ်တာဝိုင်းကော့လုပ်တာတွေကိုစတိတ်စင်ဘောကနေညဉ့်ဉန်းစကားတွေပြောဆိုခဲ့တဲ့ရက်အဆိုတော်ဖန်းစည်းခံရတယ်လို့သတင်းထွက်ပေါ်စတိတ်စင်ဘောမှာညဉ့်ဉန်းစကားလုံးတွေပြောဆိုခဲ့တဲ့ရက်အဆိုတော်ဝင်းကလွန်စုလက်ရှိမှာတက်ဆိုင်ရာတာဝန်ရှိသူတွေကဖန်းစည်းထားပြီးပုံမှန်၃ခုနဲ့တရားစွဲဆိုထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ၁ရက်နဲ့နေ့ရက်နေ့ကရန်ကုန်မြို့သူဝနမှာကျင်းပခဲ့တဲ့ Overflow Festival ဖြိုပြပွဲမှာ State Symbol ကနေကွန်တုံးဝေရင်းမြညမ်းစကလုံးတွေပြောဆိုခဲ့တဲ့ရက်ပါအဆိုတော်တယောက်ရဲ့ရုပ်တံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာပြီးနောက်လူထုကြားဝေဖန်မှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ညဉ့်ဉန်းစကားပြောဆိုခဲ့သူကိုထိရောက်တဲ့အရေးယူမှုတွေလှုံ့ဆော်ပေးဖို့လူလူကြားတောင်းဆိုမှုတွေရှိနေပြီးလက်ရှိထွက်ပေါ်နေတဲ့သတင်းတွေရအဲ့ဒီရပ်ပါကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကမနေ့နိုဝင်ဘာ3ရက်ကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ ဒီတရင်နဲ့ပတ်သက်လို့အဲ့ဒီအဆိုတော်နဲ့ဆွေမျိုးနီးစပ်သူကတော့သူကအဖမ်းမခံရသေးပါဘူးရှောင်လိုက်နိုင်တယ်လို့ပြောပါတယ်ဒါပေမဲ့အဆိုတော်ယုံလေးရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့အဲ့ဒီအဆိုတော်ကိုဖမ်းဆီးသွားပြီဖြစ်တယ်လို့យေတာထတာတွေ့ရပါတယ်ဖမ်းသွားပါပြီမနောက်ဘူးဖြစ်စေခြင်းလို့မဟုတ်ဘူးဖြစ်နိုင်တာပြောပြတာအဲ့လိုအပြောအဆိုနဲ့ရောက်သွားတာဆိုတော့သူ့ကိုစင်ပေါ်မှာသူပြောတယ်လို့သူ့ကိုလောက်ခံရနိုင်တယ်အထဲမှာကွန်တုံးတော့မရှိတော့ဘူးလူငယ်တယောက်ကိုမလောင်ပါဘူးလို့យေတာထပါတယ် ဒါအပြင်အဲ့ဒီညဉ့်ဉန်းစကားတွေပြောဆိုခဲ့တဲ့အဆိုတော်နဲ့ပတ်သက်လို့မင်းရဲ့အကိုတယောက်လိုဖြစ်နေတဲ့သူကလည်းအဆိုတော်ယုံလေးကိုလာရောက်ရှင်းပြရမှာဒင်းဟာငလင်မာမိသားစု၉ယောက်တည်ဆုံထားပြီးသူ့အကိုအရင်ကလည်းကျိုးဆွဲချတည်ဆုံထားတာရှိကြောင်းသိရှိရတယ်လို့ဆိုပါတယ်။ဘလို့နီးလန်းနေနဲ့ဘလောက်ထိထိရောက်ရောက်ထထုတ်ဖို့လုပ်မယ်ဆိုပြီးတော့မခင်လေးထင်တယ်။နည်းနည်းပြောပြပါဦး။ကျမတို့ကကောက်ယုံမိမဖြစ်ဖို့လို့လိုတာပေါ့နော်။ ျမတို့လူမျိုးတွေကနည်းနည်း emotional ဖြစ်တယ်အဲစိတ်ခံစားချက်အလိုက်ကိုဟိုဖြစ်တတ်ကြပြီးတော့တစ်ခါတည်းမှာတွေးအေးသွားတတ်ကြတယ်เนาะဒါကလူမျိုးစရိုက်တဘာဝလို့လည်းပြောလို့ရပါတယ်ဒါဟိုဖြစ်လက်ရှိတာပေါ့ဒါပေမဲ့အဲ့ဒါမှာအဲ့လိုမဖြစ်အောင်ဆိုရင်တော့ခုနကကုထောင်းတို့လိုအမှုပညာရှင်တွေဟိုလူအများကိုနှမ်းမိုးနိုင်တဲ့သူမျိုးတွေ နောက်တစ်ခါ influencer တွေပေါ့နော်အခြားစာပေးအမှုပညာအစုံပါပဲဒီတော်လှန်ရေးမှာရှိဩဇာတက်ရောက်နိုင်တဲ့သူတွေရဲ့အခန်းကဏ္ဍသိအရေးကြီးပါတယ်သူတို့အမြဲတမ်းဟိုတတိပေးနေရမယ်ဘယ်ဟာကိုဘယ်လိုလုပ်တင်နေဆိုတဲ့ဟာကိုအမြဲတမ်းအကြောင်းနဲ့အကျိုးနဲ့ပြောနေရမယ်ပေါ့နော်အဲ့တော့အဲ့လို boycott လုပ်တဲ့အခါမှာလည်းကျွန်မအမြင်လေးကိုကျွန်မနည်းနည်းလေးပြောပြခြင်း ਨੇ ဘာလို့လဲဆိုတော့ကျွန်တော်တို့ boycott တို့ social punishment တို့လောက်တာထိရောက်တယ်ထိရောက်လို့ပဲတကယ်တိတိမိမိလုပ်ရင်တကယ်ထိထိရောက်ရောက်ဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကတော့ဟိုဒါကကျွန်မတို့ဦးရဲ့အမြင်မှာ ဟိုတန်တဲ့သူတွေနဲ့လည်းသဘောထားတိုက်ဆိုင်ခြင်းမှာတိုက်ဆိုင်မယ်ပေါ့နော်ကျမဆိုရင်တော့အဆင့်လေးတွေခွဲပြီး category ခွဲပြီးတော့ကျမဆိုရင်တော့လုပ်ချင်ပါတယ်အဲဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့အရင်ခက်တဲ့ကလည်းစိမ့်တယ်နော်ဒါဟိုရှိခက်တဲ့ကလည်းစိမ့်ခဲ့တယ်မျိုးရိုးဆန်ဆက်ကိုစိမ့်ခဲ့တယ်ဒါပေမဲ့အနည်းခက်ရောက်တဲ့အခါမှာတော့နေချင်အောင်ဆောင်တဲ့လူတွေလည်းရှိရပဲဒါအချိန်နေရပေါ့နော်အချိန်နေရနေချင်အောင်ဆောင်ပြရတယ်ဒါပေမဲ့သူတို့ရဲ့အသွေးရဲ့အသားတွေမှာစိမ့်ပြီးသားဒီလိုလူမျိုးတွေရှိတယ်အခုလည်းပေါ်ပေါ်တင်နေပြန်စိမ့်တာပဲဒီလိုလူမျိုးတွေကတော့တတ်တတ်တာခါဝရ စုပေးရမှာကျမတို့ကလေနော်သူတို့ boy scout ကတော့တက်တက်တာထားပြင်းပြင်းထန်ထန်ကိုလုပ်ရမှာအဲတက်ကလူမျိုးတွေရှိတယ်နောက်တစ်ခုကတော့နောက်တစ်ခုကတော့အခုလိုမျိုးပေါ့ဘာသာပြန်ကြည့်ကားတွေမှာပါတဲ့စက်တက်လုတ်တမဟာကိုအကျိုးတူပူပေါင်းပြီးတော့လုတ်တဲ့ဟာမျိုးတွေဆိုတော့ကျမတို့ကတက်တက်တတားကိုတတိယရန်သူစင်းကိုတွင်းပြီးတော့ကျမတို့လုပ်တယ်အဲ့တချို့တော့အမှုပညာရှင်တွေကြတယ်လို့လည်းကျမတို့လည်းကိုကျင်းစားတယ်အမှုပညာသမားအမှုပညာလုပ်မယ်ကိုတောင်းလို့လိုမျိုးအခြားသောအမှုပညာရှင်ပရိုဂရမ်အမှုပညာရှင်တွေကြတော့ကျမတို့ရဲ့သူရဲကောင်းတွေသူတို့ရဲ့ဆုံးဖြတ်ချက်နဲ့အတူသူတို့ရဲ့အမှုပညာအလုပ်ကိုပါသူတို့ထားခဲ့ပြီးတော့ ရောက်တဲ့နေရာကနေပြီးတော့တော်လှန်တာကတော့ဒါပြောစရာမရှိဘူး။ဒါပေမဲ့တချို့ကြတော့လေသူတို့ရဲ့အခြားသောအကြောင်းအမျိုးမျိုးတွေကြောင့်အထဲမှာနေမယ်သို့မဟုတ်ရင်လည်းငင်းငင်းလေးနဲ့ပေါ့နော်။ဟိုမလွှဲတာလို့လှုပ်တော့လှုပ်မယ်။ဒါပေမဲ့ပပနဲ့နဲ့လင်းလင်းမမာလေးနဲ့စန့်ကျင်တာကိုမပြပေးမဲ့လေမပူပေါင်းဘူးပေါ့နော်။မပူပေါင်းမဲ့နေတဲ့လူမျိုးတွေလည်းရှိတယ်။ဒါမျိုးဆိုရင်လည်းကျမတို့ကဘလုံကြီးလေးနဲ့အဲ သူတို့ကိုယ့်ဘက်ပြန်ပါလာအောင်ပေါ့နော်ကိုယ့်ဘက်ပါအောင်ဆိုရတဲ့ပေါ်ပေါ်တင်တင်မရက်သွားအောင်ကျမတို့ကဘယ်လိုမျိုးလေးပညာသားပပလေးနဲ့စီယုံကြမလဲပေါ့တခါတည်းမှာကျမတို့ကစိတ်ခံစားရတဲ့လောက်ပြောလိုက်ဆိုလိုက်တဲ့ဟာတွေကအဲ့လိုမျိုးအမှုပညာသမားတွေအထူးသဖြင့်တော့စိတ်တဘောရကအင်တန်မှသူတို့ကနူးညံ့တယ်စိတ်ကအရန်တိမ်မှုတဲ့ခါကျတော့ကျမတို့ကအရန်ကြီးအဆုံးရောက်တဲ့ပြင်းပြင်းထန်ထန်ပြောလိုက်တဲ့ခါမှာငကိုတွေကမှသူတို့စိတ်ထဲမှာတိတ်အစင်မပြေနေတဲ့ဟာတစ်ဖက်ကိုတွန်းပို့လိုက်တာမျိုးလည်းမဖြစ်စေချင်ဘူးအဲ့လိုဖြစ်ပြောတဲ့ခါကျတော့ကျမကဒါရိုက်တာကိုပေါက်ပြောတာလေးကိုအမြဲတမ်းသွားတရီရတယ်ကိုပေါက် ရဲ့ interview တွေနားထောင်လဲကျွန်တော်တို့ ਨੇ အခုလိုစကားဝိုင်းတွေမှာပြောရဲဆိုရင်ကိုပေါက်ကဘရောမှပြင်းပြင်းထန်ထန်သူမပြောဘာလို့လဲဆိုတော့စီးရုံးရမယ်ပေါ့အမှုပညာသမားကလည်းစီးရုံးရေးတွင်အတွင်းထန်ဆောင်ပြီးတော့ ဟိုသူလောသူလောဖြစ်နေတဲ့လူတွေကကိုယ့်ဘက်ပါအောင်တူတူတက်တက်ကလေးနဲ့ထောက်ခံအောင်ပေါ့နော်လောက်ရမယ်ပေါ့သူကပြောခဲ့ဒါပေမဲ့ဒီတစ်ခေါက်မှဆိုရင်တော့ကိုပေါက်ကပြင်းပြတန်တန်နဲ့သူ့ရဲ့ Facebook မှာတော်တော်ရေးထားတာတွေ့ရတယ်ပေါ့ကိုပေါက်တောင်မှဘလောက်တောင်ခံစားရလဲဆိုတော့ပေါ့နော်ပြောချင်တာကတော့ဟုတ်တယ်ကျမတို့အဲ့လိုအဆင်လေးတွေခွဲပြီးတော့လုံးဝမှကိုယ့်ဘက်ကိုတက်လုံးလည်းမပါခဲ့ဘူးအခုလည်းမပါဘူးနာမည်တွေကျမကူတန်းစီကျိုးပြလို့ရတယ်အနုပညာရှင်တွေမှာ Director တွေထဲမှာเนาะအကုန်ရှိတယ်စာရေးဆရာတွေမှာလည်းရှိပြီးသားအရင်ကအညီခင်မှာအဘခင်မှာအဘအမခင်မှာအမပေါ့နော်အမေခင်